နောက်တော့ဘာဖြစ်နောက်တည့်ရလောက်ရောက်တော့ဇာတဲ့ကအထံသာသတ္တေဒီဝဋ္ဌာဒေဝတာဗောဓိသတ္တံသာဓမ္မဒေသနံအတုနန္တိဂိဏုခော ကာရဏံတိအာဝုဇ္ဇမာနာတံကာရဏံမြတ်တဝပန္တိတ္တသာအာနိယနာကာရဏံကရိတ္တာမိအထပစ္စာထုတို့ယတနာလေးမျိုးခိုးယူတဲ့အခန့်ကြီးဒီမှနောက်၌အန္တထုဝိတေရေမင်းတရားဤသတ္တေချီးပြုတော်၌အတိဝဋ္ဌာဆိုးအုပ်၍နေတော့ ဒေဝတာထီးကျက်ဆောင်နတ်သမီးသည်ဘောဓိတန်တန်သာဘုရားအကြောင်းဤဒါကဒေဝနံဒီယဒေဝနာကိုအကုဏံဒီမကြားနာရသည်ဖြစ်၍ကာရဏဝကြောင့်ကဂိမှုခောပဲလူမီဘုရားအကြောင်းမဟောတရာရဲ့ဉာဏ်ပညာကြီးမြတ်တဲ့ပုဂ္ဂိုလ်ပြီးပြီးတရားနဲ့ရှင်နဲ့စကားတွေရှင်နှံတော်ထဲမှာမကြားရတာကြာတော့ရှင်နှံမဲ့ထီးကျက်ဆောင်နတ်သမီးကအကြောင်းများပဲလူရှိပါလိမ့်လို့အဲ့ဒီလိုဆင်းရဲတဲ့အခါ ကာရဏံကြောင့်သာပြိမှုခေါ်သည်မရှိသည့်ဤသို့အဝိဇ္ဇမာနာဆင်းရဲလက်သည်ရှိသောတံကာရဏံသို့သို့အလောင်းတော်ဖေဟာမြေရဲ့တောင်တကားဒက္ခိဏယဝမိစကယွာသို့သွား၍ဥဒိမ့်ပေအလုပ်ပြုလုပ်၍နေသောအကြောင်းကိုမြတ်တော်ပိုင်းခြားခြင်းတွင်ပြင်းရ၍ပန္တိတတာဒုက္ခမိန်အာအာနယနာကာရဏံရွှေမျိုးတော်တို့ရောက်အောင်ဆောင်းနိုင်ဖို့အကြောင်းကိုကရိတ်သာမိငါပြုမယ်လို့ မဟောတရာသူခမင်းရွှေမြို့တော်ကိုတဖန်ပြန်ပြီးမဆောင်ရင်မနည်းတိုင်အောင်ငါလုံးမဟဲဒီအကြံဖြင့်နတ်သမီးကဝိဒေရမင်းကြီးညကိန်းဆက်တော်မူတဲ့အခါမှာကိုရောင်ကိုဝါတောက်ပစွာဖြင့်ကိုချင်းရှားပြပြီးတော့ပင်မသူတော့ခွန်မေငါထိကျက်သောနတ်သမီးဘာကိစ္စယတနာလေးရက်မေးခြင်းလို့လာတယ်မေးခြင်းရင်မေးပါလို့ဆိုတော့ထိကျက်သောနတ်သမီးကယတနာလေးခုလေးသာသာမေးပါ အန္တရာကိပါရိမူခင်းသဗ္ဗတိသုံးမတိသဝေရာသပြောဟောတိကန္တေနထွာပိပတ္တိဒါကအမေးတစ်ခုအေဂောနိယထာကာမံအာဂမံသတ္တဣစ္ဆတိသဝေရာသပြောဟောတိကန္တေနထွာပိပတ္တိဒါကအမေးတစ်ခုအဘေခာတိအဘုဒေနအလိကေနာပိသာရေ သဝေရသပြယောဝတိကံတိနာတွာပိပတ္တိဒါကအမေးတစ်ခုဟရဟံနိသဗာနိသဝဋ္ဌံတိနာကနာနိသဣညတတုဟရသန္တာတိဝေရသပြယဝန္တိကံတိနာတွာပိပတ္တိအမေးပု္ပ္ပာပြတနာ၄ကာသာနတ်သမီးကထုတ်ပြီးတော့ရွတ်ပေးလိုက်အဲ့ဒီအမေးလေးသာသာကိုရှင်မင်းကြီးဖြေးလို့ဆိုတော့အာမနာကနာမိ တန္တရောပန္တိတေပုစ္ဆေသာမိဒေဝတိဩထိကျက်သံနာသမိအံကျွန်ုပ်ဒုနာသံနာမိဤကတနာလေးကြဤအစီထွက်ဘုံဘုံမသိပါတန္တရောပန္တိတေဒုက္ခမင်းကြီးလေးယောက်တို့ကိုပုစ္ဆေသာမိမေးပြရစေဩဒိနကပုဂ္ဂုတာကာမိနဒေဝိနဆိုတဲ့ပညာရှိဒုက္ခမင်းကြီးလေးယောက်ကိုမေးပြရစေဩဒီရက်လောက်တော့ခွန့်ပေးပါလို့ဆိုကောင်းပြီနတ်ဗညာဖြေနိုင်ရင်ဖြေ မဖြေနိုင်ရင်ကြောင့်သိနေမယ်ဆိုပြီးတော့နတ်သမီးကဒီကိုယ်ပြီးတော့သွားလိုက်နန္ဒမိုးတော့ရောက်နေမယ်ညီလာခံတပင်ဆင်းရင်ကျင့်ပါဖို့ရအတွက်ဒုက္ခမင်းပညာရှိ ရောင်ကြီးလေးယောက်တံအာဇိဆန်းသူ့မောင်တို့ဒုက္ခမင်းကြီးလေးယောက်လာခဲ့ကြလို့ဝိဒေရမင်းကြီးကခေါ်တော်မူတယ်ရွှေနဲ့တော်ကခေါ်ပေးမယ်လို့လည်းပဲဒီအမတ်ကြီးလေးယောက်ကဒီကဒုံကြီးအကုန်ဖြစ်အမရရဲ့ကောင်းမှုမိမိတို့အိမ်ထဲကပြင်မဲ့ကိုမထွက်ဖို့တော့ ေနကာရပုဂ္ဂုတာကာမိညဒေဝိညတို့လေးဦးစလုံးစီကဘယ်လိုပြန်ကြချက်ရောက်တယ်လဲလို့ဆိုတော့မယံခူရမုံတာဝိထိန်ဩတရန္တာလိသမာမယံကျွန်တော်မျိုး၄ယောက်တို့ဒီခူရမုံတာတင်တုံးဖြစ်ကတုံးအတုံးခံထားကြရအကုန်ပြီဖြစ်၍ဝိထိန်လံခရီးတို့ဩတရန္တာသက်ရမှာကိုပင်လိသမာရှင်းလာပါသည်ဖျာအမယဒေဝီကျွန်တော်မျိုး၄ယောက်ကတုံးတုံးပြီးတော့ထားတဲ့အတွက် အိမ်ပြင်မဲ့ထွက်ဖို့ကိုပဲရှက်လာပါနဲ့ဖေဟာမထွက်ဖို့အောင်ရှိနေပါနဲ့ဖေဟာလို့ပြည့်ရှင်မင်းကြီးတန်တဖန်ပြန်ကြလျှောက်ထားတော့ပြည့်ရှင်မင်းကြီးကအဲ့ဒီအချိန်မှာဘောင်းတုံးလို့ဆိုတဲ့စိတ်ကူးနဲ့မှန်းကြည့်ပါလေဘွယ်တဲ့ဇတ်တဲ့များဝင်ကြီးလောက်တဲ့ပုံကိုယ်တွေကောင်းမပေါက်ထားတဲ့ဘောင်းတုံးကြီးဘောင်းကြီးကကဲမဖြစ်ဘူးအစည်းအဝေးကမလုပ်လို့လည်းမဖြစ်ဘူးဘာဖြစ်လို့တော့ဒီကနေ့ညမှာမဖြစ်နိုင်ရင်နောက်သမီးရှိမှာခက်မဖြစ်ဘူးဆိုပြီးတော့ရှင်နန်းတော်မှာတခါနဲ့ဒီ ဘောင်းကြီးလေးခုချုပ်ရဝင်ကြီးတွေကောင်းဆောင်တဲ့ဘောင်းကြီးလေးခုကြပြနေတာခက်မြန်မြန်ချုပ်ပြီးတော့ကန်ဆယ်နာရီလောက်မှဒီဘောင်းပုံကြီးတွေဘောင်းကြီးလေးခုပြီးတော့မှဣမေတိသေးသူကတ္တဝအာဂိသံတို့ဣမေဤဘောင်းတော်လေးခုတို့ကိုတည်သေးသူကိုစီကိုငါအုတ်ကောင်းတို့၌ကတ္တဝသတိရောပြည့်ဝအာဂိသံတို့လာခဲ့ကြကုန်တဲ့ရောက်ကိုဘောင်းတော်တခု့ ဒါလို့ပြေးပြီးတော့မှခေါ်ရ။ဇာတဲ့ကဒီအချိန်မှာအမှားသဘယ်လိုပြေးထားလဲလို့ဆိုတော့တဒါတိရဒေနာလိပန္တာဥပ္ပန္နာတဒါထိုသို့ဝိဒေရတဲ့မြင်းကြီးဒုက္ခမင်းလေးယောက်ခေါ်တော့အခါ၌ပတ္တာယအစပြု၍နာလိပန္တာဘောင်းဒုက္ခတို့သည်ဥပ္ပန္နာဖြစ်ပေါ်ကုန်၏တဲ့လောကမှာရှိတော့မှဝင်ကြီးတွေကောင်းဘောင်းတွေလို့မရှိဘူးဘူးတဲ့ အဲ့ဒီအချိန်ကစပြီတခါကဝဉ္ကြီးကကောင်းတဲ့ဘောင်းတော်များဆွရတယ်ဆောင်းရတယ်ဆိုတဲ့အစဉ်အလာအဲ့ဒီကစဖြစ်တာပါရှင်နန်းတော်ရဝဉ္ကြီးလေးရောက်စုံကြီးလို့အာလုံကိုစီကောင်ကကိုယ့်နေရာကိုထိုင်မိတယ်ဆိုလည်းမဲ့အမှုအဥ်ဖြစ်တဲ့ဒေနကဒုက္ခမိန်ကိုဝိတယ်တဲ့မင်းကပြောတယ်ဒေနကဣဇာရံဒီပါရေသတ္တေဒီဝဋ္ဌာဒီဝဋ္ဌာမံသတ္တာရောပင်ကြီးပုစ္စည်း အဟံပနအသနံတောပန္တိတိပုစိတ္တမိတိအဝဆံကတိဟိမေတေပင်ေဒိနကဒိနကဒုက္ခမိန်ဣဇာယနေ့ရတ္တိပါလေလွန်ခဲ့တဲ့ညအဖို့အပိုင်းတုန်းကသတ္တေအတိဝတ္တဒေဝတာထိကျက်ဆောင်နတ်သမီးကမင်္ဂဖို့သန္တာရောပင်ကြီးပြက်ကနာလေးရတုကိုပုတ်ရှိမေးခဲ့လေပြီဒိနကလွန်ခဲ့တဲ့ညအပိုင်းတုန်းကငါကထိကျက်ဆောင်နတ်သမီးကပြက်ကနာလေးချက်မေးမြန်းလေဟဲ့ အဟံဗန္နနာကိုယ်တိုင်ကတော့အဇာနန္တောပြတနာရဲ့အခြေမသိတဲ့အတွက်ဗန္တိတေမောင်တို့ပညာရှိသူကမိန်လေးယောက်တို့ကိုပုစိတ်သာမီမေးပြရစေ။ဩလို့ဣတိဣသောအဝဆံအခွန့်တောင်းသရနာပြောကြခဲ့ပြီ။ငါမရှင်းနိုင်တဲ့အတွက်သူကမိန်ကြီးလေးယောက်ကိုမေးပြရစေ။ဩတနေ့လောက်တော့ဆိုင်ပါလို့အခွန့်တောင်းသရနာပြောကြခဲ့တယ်။တတိယမေတ္တပညေတွန်တန်ဒီမေနာဣတိပညေထော အမေဘုဒ္ဓံကြဒနာ၄ချက်တို့ကိုကတိဟိဖြေကြပါလို့အဲ့ဒီလိုဝိတေရမင်းကြီးကအကြောင်းပြန်ပြောင်းပြောတဲ့အခါကျတဲ့ပိဏကသုခမင်းကဝဒမဟာဒါဇပြက္ခဏာများပြက္ခဏာဂါထာများမိတ်ကြတော်မူပါဖရာလို့ဖျောက်ထားတော့ပထမပြက္ခဏာဂါထာရွတ်ပြီးတော့ပေးလိုက်ဟန္တရာတေဟိပါတေဟိမုခင်္သပရိသုံးမတိသဝေရာဇပိယောဟတိကံတေနတွာပိပန္တတိ မဟာရာဇမြတ်တော်မြင့်ကြီးရောအမတ်မထင်အကျဉ်သူတိမူခင်းသာခဏုံဟတ်တိလက်တို့ဖြင့်၎င်းပါတိဤခြေတို့ဖြင့်၎င်းဟန်ဒီပုက္ခပေမူခင်းသာမျက်နာကိုလည်းပဲပရိသုံးမတိအပ္ပမံပုက္ခဖဲ့ရွေ၍နေသည်သတ္တထုတို့လက်ခြေတို့ဖြင့်ပုက္ခမျက်နာကိုဖဲ့ရွေပုက္ခရည်နေတဲ့သူကိုပင်ဝေစင်စေ့ ပြီးရချစ်ခင်နှစ်တဲ့အတ္တိဟောတိဖြစ်ပေ၏ဣနထုသို့ပုက္ခချင်းဟူသော အကြောင်းကြောင့်ပြယံချစ်နှစ်တဲ့အတ္တသူကိုသုံးသိင်းမြင်ကြည့်ကံမဘဲသူဟူ၍အဘိပန္တတိပညာဖြင့်ဆင်ခြင်းပြညာတော်မူပါသည်နိဖရာလို့နတ်နတ်သမီးကရှိကျဆောင်နတ်သမီးကပထမပြတနာအနည်းနဲ့ဒီဃာထမေးရွယ်တဲ့အရှင်မင်းကြီးလောကမှာအကျဉ်းသူတယောက်က လက်ပြီးနဲ့လဲထိုးတယ်ခြေတော့နဲ့လဲကြောက်တယ်မျက်နှာကိုလဲဆွဲပြီးကုတ်တယ်ဖဲ့တယ်တွေ့ရနဲ့ဒုတ်ဒီပါရင်းနဲ့တထုံထုံလဲရိုက်တယ်အဲဒီလိုလက်နဲ့ထိုးခြေနဲ့ကြောက်မျက်နှာဆွဲကုတ်လုံးနဲ့ရိုက်ရိုက်လေရိုက်လေဒီလူအပေါ်မှာအချစ်တိုးနေလေဆိုတာအဲ့ဒီလူကဘာလို့လဲချစ်အပ်တဲ့ပုဂ္ဂိုလ်ဘာလို့လဲဆိုတော့ငါမေ့သွားတယ် ဒါတိဋ္ဌံဘပု္ပ္ပစာဆိုပြီးတော့နတ်သမီးမေးတဲ့ပု္ပ္ပစာပထမတိပု္ပ္ပစာကိုပဲထုတ်ပြီးတော့မေးလိုက်ပါလေသေနကဘယ်နဲ့ယတနာရဲ့အဖြေကိုအဖြေအစနဲ့ဘာဆရာမှမသိအဆုံးပဲဘယ်ရောက်ဆုံးရမှလည်းမသိဒီတော့သူ့ပဇက်ကဗလစ်ဗလစ်နဲ့ဘာပြောလဲကိဉ္စံတိကထံဝံတိကိဉ္စံဘဲသူဘောဟံတိပုက္ခတနိကထံဘဲပုံဘဲပဟံတိပုက္ခတနိသူပုက္ခဒါပါလေဘယ်လိုပုက္ခဒါပါလေ စသည်ဖြင့်ပါဇက်ကဗလစ်ဗလစ်ပြောပြီးတော့သူအချိန်မထွက်သေနကကမထွက်တော့ပုဂ္ဂุตာတို့ကာမိနာတို့ဒေဝိနာတို့ကထွက်သလားလို့ဆိုတော့သေတာပြီးအပတိပါဏအဟေသုံးသေတာပြီးသေနကမှကျွန်းတဲ့ပုဂ္ဂุตာကာမိနာဒေဝိနာသုံးယောက်တို့လည်းပဲအပတိပါဏစကားမပြောဆိုနိုင်ကုန်ပြီးအဟေသုံးဖြစ်ကုန်ပြီအကုန်လုံးနှုတ်ပိတ်ပြီးတော့တက်ပြီးတော့နေကြ ြည့်ရှင်မင်းကြီးစိတ်ပြက်နှလုံးမသာမရာဖြစ်ဒီကနေ့တော့ညငါဒုက္ခတော့ရောက်တော့မှာပဲဒီဒုက္ခမင်းကြီးလေးရောက်နေတာဖြင့်တိုင်းကြီးလာတဲ့ဆဲကြစို့မဖြစ်ဘူးဘုသူစီကမှအပြေမထွက်ထိုနေ့ညရောက်အားလုံးလူတွေသိတဲ့အချိန်မှာနတ်သမီးကကိုထင်ပြပြီးတကလားပြည့်ရှင်မင်းကြီးကိုညာတော်တေပင်ညော့တေတေမင်းကြီးဒီပင်ညော့အမေဘုရားပြတနာကိုညာတော်သိအပ်ပြီလို့ရှင်မင်းကြီး မနေ့ကမေးတဲ့ပြဿနာ၄ချက်ရဲ့အဖြစ်သိကြလားတဲ့ဒီလိုမေးရှင်မြင်းကြီးကလည်းပဲသူသူမသိတာသိတာမပြောပဲနဲ့မယာသန္တာရောပန္နိတာဗုဒ္ဓတေပိနာသာနိဟုမယာနာဒီသန္တာရောပန္နိတာဒုက္ခမင်းကြီး၄ယောက်စလုံးတို့ကိုဗုဒ္ဓမေအပ္ပါကုန်ကြီးတေပိတို့ဒုက္ခမင်းကြီး၄ယောက်တို့လည်းပဲနာသာနိဟုမသိကြပါကုန်ကြည့်ချက်သောနတ်သမီး ကျုပ်လေဒုက္ခမကြီး၄ရောက်ကိုနတ်သမီးမေတ္တမေဘုရားပြဒနာတွေကမေးပါသူတို့လည်းပဲတရားမှမဖြေဆိုနိုင်ဘူးတဲ့အဲ့ဒီလိုဝိတယ်တဲ့မင်းကြီးကပြန်ပြောင်းပြောဆိုတဲ့အခါနတ်သမီးကလည်းပြန်ပြောဂိဉ္ဒေသနိသန္တိဒေတုသီနကပုဂ္ဂုတာကာမိနဒေဝိန္ဒ၄ရောက်သားတို့ဒီဂိဉ္ဒေသနိသန္တိအဘယ်မှာသိကြကုန်လိမ့်နည်းဘယ်သိရဲ့ဒုက္ခမင်းကြီး၄ရောက် ဒီယတနာသိမှလေရှင်မင်းကြီးသမိတဝမဟောဒရပဏိတံအင်ယောကောစီတေပိညေကတိတုံကမထောနာမနတိမဟောဒရပဏိတံမဟောဒရသူကမင်းကိုသမိတဝထားရေအင်ယောမဟောမတပတ်သောကောစီတစုံတယောက်သောသူမဧပိညေသူပြတနာတို့ကိုကတိတုံဖြေဆိုခြင်းသာသမထောနာမဆန်းနိုင်သောသူမြည်သည်နတိမရှိပါ လူကြီးမာရောနတ်ကြီးမာရောဗြဟ္မာကြီးမာရောဘယ်မှာပဲရှာရှာမဟောကထားလို့ဖြင့်ဒီပြဿနာ၄ချက်ရဲ့အ내အတိတ်ရဲ့အဖြစ်အကျေကိုသိတဲ့လူတယောက်မှမရှိဘူးတလူမတနတ်မတဗြဟ္မာမမရှိဘူးတဲ့သစေတံဘကောသတိတဝတိပင်ကြီးနာကထာပိတတိမဟာရဇမြတ်သောမင်းကြီးတန်ထိုးမဟောတရာဒုက္ခမင်းကိုဘကောသတိတဝခေါ်စေ၍တေပင်ကြီးထိုမေပု္ပ္ပာပြတနာတို့ကိုသစေနာကထာပိတတိအကဲ၍ နိဗ္ဗာန်ရောက်မဖြစ်ဆိုနိုင်သည်ဖြစ်အံဣမိနာတိအယကုတေနာတိသံဘိန်ဒိသာမိဣမိနာယကုတေနာဤသံကြောင့်ဖြင့်တေသိဤသီသံဥက္ကံကိုဘိန်ဒိသာမိခွဲမယ်လို့ရဲရဲကြောင်ကြောင်အလျံနေလွတ်နေတဲ့သံကြောင်ကြီးကိုကင်ပြီးတော့နတ်သမီးကပြဣမိနာတိသစ္စလိတေနာအယကုတေနာတိသံဘိန်ဒိသာမိ ေသိဤတိတံဥက္ခံကိုပစ္စလိတေနရေရေပြောင်ပြောင်တောက်လောင်နေတော့ဣမိနာအယကုတေနဤကံကြောင့်ကြီးဖြင့်ဗိဒိတံမိနှစ်ပန်းရောက်ရင်ခွဲမယ်လို့အဲ့ဒီလိုကျင်းသွားပြီချင်းကြောက်ပြီတော့မဟာရာဇအခိနာအခေတတိခေသောဗဏကံဓမိတုံနဝတတိမဟာရာဇမြတ်သောမင်းကြီးအခိနာမိချင်းအတေလိုသည်တတိရှိလတ်တော့ ခေသောပင်ကံပူဆုံးယူဟောတမိတုံမုတ်ရှင်းကနဝတတိမသိညေမိလိုခြင်းတဲ့လူဟာပူဆုံးယူလေကပ်ပြီးတကလားဒီအပေါ်မှာပေါ့လေလောင်စာတွေဖိတင်ပြီးတကလားမှုတ်လို့ဖြင့်မတော်ဘူးရှင်မင်းကြီးမိလိုခြင်းတဲ့ပုဂ္ဂိုလ်ဆိုတာခေရေနအထေတတိဝိတန်တော်သူဤတုံနဝတတိခေရေနနို့ဤဖြင့်အထေအလိုသည်တတိရှိလန်တော့ ဝိသနသွားဤဂျူကိုဒုဟိတုံမြချင်းမာနဝတ္တိမသိညေနနုလိုခြင်းနဲ့လို့နမကြီးရဲ့ဂျူသွားတိုင်ပြီးတော့ညှက်နေလို့ဘယ်နနုရမလဲတဲ့နော်မိလိုခြင်းနဲ့လူသည်ပိုးဆုံးမှုအပေါ်မှာရေပေါ်စာရီတင်ပြီးဘလောက်မှုတ်မှုတ်မရဘူးအဲ့ဒီလိုဆိုပြီးတော့ပင်စကနိဗ္ဗကခိဇောပနကပညာဆိုပြီးတော့ဇတ်တခုဒီထဲဝန်းလာတယ် ဒီမဟောဇတ်ထဲမှာပေါ့မဟောရဲ့ဇတ်ထဲမှာကတော့ဇတ်တရားအမျိုးမျိုးဝင်လျက်ဝင်လျက်ရှိအခုဒီဝတ္တပညာကမှဒီကိသောဗနကပညာဆိုပြီးတော့ဒီဇတ်တကူကဝင်လာဒီဒီပဲလားလို့ဆိုတော့ဒီဒီဝတ္တပညာအခန်းထဲမှာပဲဘူရိပညာဇာဆိုပြီးတော့ဓဂကနိဗ္ဗကဇတ်ကြီးတခုလဲဝင်ပြီးတော့ပါလာဒီထိကျသောနတ်သမီးမေးတဲ့အမေခန်းထဲမှာနတ်သမီးကအခုလိုပြောပြီးတော့ ကောလူတန်တမိပိဇောတိအဂိပရိယေတနံသရံအတ္တခိရတ္တိခေဇောတံဇာတဝေတံအမိညထာမဟာရာဇမြတ်သောမင်းကြီးရောခြင်းသူသည်အဂိပရိယေတနံမိရှာဖို့ရံသရံသရံတော်လိလိကျဆာလက်တိရှိတော်ပိဇောတိအလျံတပြောင်ပြောင်လောင်၍နေတော်မိကြီးမိစုသည်တန်တမိအထင်ရှားရှိပါလျက် ရတိယအခါကာလ၌ခေသောတံပို့ဆုံးယူကိုအတ္တခိမြင်ခဲ့လေပြီလူတယောက်မိလို့ကျင်လို့မိရှာတဲ့အခါအိမ်မှာမိဖို့တဲ့ရှိတဲ့မိကြီးတပြောင်းကြောင်တောက်နေတာရှိပါလေကနဲ့ဒါဟာကိုလွတ်လွတ်ပြီးတော့လွတ်ရကျွရနေရသွားပြီးမိရှာတော့ညကြီးပို့ဆုံးယူပြိုးပြိုးပြက်ပြက်တောက်ပြီးတော့အယောင်တလက်လက်ထွက်တာမြင်ပါရောတံတို့ပို့ဆုံးယူကို ဇာတဝေတံမိဟု၍အမင်းယတအောင်မေမတ်ခင်ငဲ့တိသောထိုသူဒီကကောနုအဘေသူပါနိဖရာတကယ်ရှင်မြင်ကညာကခတ်နှုံတော့အခုနတ်သမီးပြောတဲ့ဇာကကလည်းပဲလူတယောက်ဟာတဲ့မိဒီပြောင်ပြောင်တောက်နေတာရှိပါလိမ့်ရခနဲ့မိကရှာတယ်လို့ရှာတာညမှာပိုးစုံညူသွားပြီးတော့သူမြင်တယ်မြင်တဲ့ပိုးစုံညူကမိလို့မှတ်နေတယ်အဲ့ဒီလူကဘယ်လိုလဲလွန်လန်ကောမရသုံးနာနိ အဘိမတံတိနာနိသာဝိပရိဒါယသိညာယနာသကိပစ္စလေတဝေမဟာရသမြတ်သောမင်းကြီးတော်သူပို့ဆောင်ယူကိုမိဘအထင်မှတ်တဲ့ယောက်ျားဒီအင်္ဂတုပို့ဆောင်ယူဣမတကေဥဋ္ဌိဏအပေါ်၌ကောမယဆုံးနာနိသိမ်မွေရနွားချေချောက်တို့ကို၎င်းတိနာနိသာမြက်ချောက်တို့ကို၎င်းအာရောပတဝအတင်း၍အဘိမတံအဘိမတံတော့ ဝိပရိတယသိညာယဖောက်ကြံမာယွန်းနဲ့မိရလိမ့်မယ်ထင်နဲ့အမှအသာဖြင့်အဘိမာထံဝဘိမာထံတော့ပစိတုက္ကတအာကုန်ကုန်၍မဟုတ်တော်လေပစ္စလေတဝေလျံတပြောင်ပြောင်မိကိုတောက်လောင်စေခြင်းမနာသက်ခင်မဆွမ်းနိုင်ပါ၏။တနေ့မိဖြစ်စေနိုင်တဲ့ပစ္စည်းမှမဟုတ်ပဲဘုဇုံညူသွားပြီးတော့မြင်တဲ့အတွက်မိမှတ်ပြီးတော့ဒီဘုဇုံညူအပေါ်မှာနောက်ချိချောက်တည်းတခါတည်း ုံးဘုရားဒီနာကမျက်ချောက်ကြီးတခါတင်းမြေပြင်မှာပစစ်တုတ်ပြီးကုန်းပြီးတော့မုတ်တော်လည်းပဲမိမတောက်လောင်ပြင်နိုင်ဘူးတဲ့မိတောက်ကယ်လို့မဖြစ်စေနိုင်ပါဘူးဒေဝံပိအနုပါယေနအထံနလဘတိမိကောဒေဝံပိအနုပါယေနအထံနလဘတိမိကောဝိသနာတော်ကဝံတော်အမြတ်ထေရံနဝိန္ဒတိမဟာရသမြတ်တော်မင်းကြီး ယထာကျင်သောဤကုကျော်၌ခေရံတို့ရေကိုနဝေနတိပဲနိနေမှာမရနိုင်တတော်ဝိသနာတော်ထို့နွားဤကျော်မှဂဝန်သောမှာကိုသူဟံသူဟံတော်နုညစ်တဲ့ပုဂ္ဂိုလ်သည်ခေရံတို့ရေကိုနဝေနတိယထာမရနိုင်ကဲ့သို့၎င်းဧဝံပိဤအတူ၎င်းသည်အနုပါယေနနိလံဥပေမဟုတ်သဖြင့်ဝါယမံတော်လုံးလာကြုံအားထုတ်သော မိဂောသသမင်းနဲ့အတူဉာဏ်ပညာမွေးချူတဲ့လူမိုက်သည်အထံကကျိုးစီပါကိုနဝိန္ဒတိမရနိုင်ပါဗျာပြောကျင်တာကညသမီးပြောကျင်တာကဉာဏ်ပညာမွေးချူတိုးတဲ့ကသမင်းလောက်နှိမ့်ခိုင်ယူရတဲ့လူမိုက်ဟာဖြင့်နွားချူကနွားတို့ရနူးနူးညစ်တဲ့လူဟာနွားတို့မရတယ်လို့ ပိုးစုံညူအပေါ်မဲ့မြက်ဒီပုံမြက်ချောက်ဒီပုံနွားချေချောက်ဒီပုံ ကုန်းမှုတ်တော်လည်းပဲမိတော့မရသလိုဉာဏ်ပညာမွေးချူတော်ရဲကသမင်နဲ့တူတဲ့လူမရဘယ်လိုနည်းနဲ့မှနိမန်လက်မှမသိတဲ့အတွက်နိမန်လက်မှမလုံနိုင်တဲ့အတွက်ဇိဘဥဒ္ဒါရမဖြစ်ပါဘူးရှင်မင်းကြီးတဲ့ဝိဝိတေဟိဥပါယေဟိအထံပပွန်တိမာနဝါ နိဂဟေနအာမိတနံမိတနံဘဂဟေနသာမဟာရသမြတ်သောမင်းကြီးအမိတနံယန္တုတို့နိဂဟေနသာနှိမ့်ချင်းဖြင့်၎င်းမိတနံအဆွေခင်မွန်းတို့ကိုဘဂဟေနသာချီးမြှောက်ချင်းဖြင့်၎င်းဝိဝိတေဟိအထုတုအပြပြများလာကုန်သော ဥပါယေဟိဤကောင်းဥပေတို့ဖြင့် မာနဝပညာရှိတဲ့လူလင်းတို့ဒီအထံဝကျိုးစီးပွားကိုပတ်ပွန်းတည်ရောက်ကုန်ရကုန်ပါသဖြာရှင်မင်းကြီးလောကမနှိမ့်တန်တဲ့ပုဂ္ဂိုလ်နှိမ့်လို့ချင်းမြောက်တန်တဲ့ပုဂ္ဂိုလ်ချင်းမြောက်ပြီးအထူးထူးပြပြသောဤကောင်းဥပေတို့နဲ့ကြိုးစားမှဉာဏ်ပညာရှိတဲ့မင်းရောက်ကြများစီးပွားဥစ္စာတို့သာရပါတယ်ဘေနာမောက္ခပလာဘေနာဝန္နဘာနံနေနသာ ဇာဂတိဇာဂတိပါလာအဝသံဒီဝတုံတရံမဟာရဇမြတ်သောမင်းကြီးသီနမောက္ခပလာဘိနစွန့်ရင်းနဲ့ပြည်ဆုံးတဲ့စစ်ဘုံမှုကရခြင်းဖြင့်၎င်းဝန္ဒပန်သောကျွန်းတဝန်ချစ်ခင်တဲ့ပညာရှိသောမတ်တို့ဤနယေနာစာညွန်ပြပြညွန်ပြပြသတဲ့နိမန်လမ်းမှန်ဖြင့်၎င်း ရဂတိပါလာရှိရှိသောမင်းတို့သည်ဝတ်ဆောင်တရံယရနာကိုဆောင်ထားသဖြင့်ဝတ်ဆောင်တရီအမိရှိပေသောရဂတိဤမြေအဝန်းကိုရဂတိပါလာညီကိုဆောင်ကြကြတဲ့ရှင်မင်းမြတ်တို့သည်အဝတ္တံတိစိုးအောင်နိုင်ကြပါကုန်သဖြာရှင်မင်းကြီးတိုင်းပြည်အုပ်ချုပ်မင်းပြုလုပ်နိုင်တယ်တိုင်းပြည်ကငြိမ်ငြိမ်စိမ့်စိမ့်အုပ်ချုပ်နိုင်တယ်ဆိုတာဟာ အကြောင်းနေအများကြီးရှိတယ်တဲ့ရန်သူနေနေရမိတ်ဆွေကချင်းမြောက်ပေးရနာရင်မဲလားစစ်သေးနာပတိကောင်းရှိရတယ်သေနာမောက်ကပလာပင်နဲ့လိန်မာရေးချရှိသောစစ်သေးနာပတိစစ်ဘရင်ကိုရခြင်းဖြစ်၎င်းဝန်လဘာနမနေနာသချစ်ကြောင်းဝင်ရတဲ့ပညာရှိသော အမတ်တို့ဤဤကောင်ဥပေကိုရခြင်းဖြစ်၎င်း ဤအကြောင်းမျိုးပေါင်းစုံမှဇဂတိပါဠရေမြေစောင့်သိမ့်တော်မူကြတဲ့ရှင်မင်းတို့ဟာဟောဒီမြေအဝန်းကိုလှလှကြည့်ဆိုးအုပ်တော်မူနိုင်တာစစ်သေးနာပတိကောင်းမရှိရင်ပညာရှိတဲ့အမတ်တို့ မရှိရင်ဘယ်လိုနည်းနဲ့မှ တိုင်းပြည်အုပ်ချုပ်မင်းလုပ်လို့မရဘူးအရှင်မင်းကြီးနတ်တေတရားတရိသာဟုတ်တော် အကင်ညီဝိသမဏိရေဝခေသောပဏ္ဏကံတမန္တိတေထုရှိရှိသောမင်းကောင်းမင်းမြတ်တို့သည်တရားသိမင်းကြီးနှင့်တတိကတူကုန်ပြီဟုတ်တော်ဖြစ်ကြ၍အကင်ညီဝိသောတမန္တိရေဝမိဘုံကြီးအထင်ရှားရှိပါသာလျက်နှင့်ပင်ခေသောပဏ္ဏကံပို့ဆောင်ယူကုန်နာတမန္တိမမှောက်ကြကုန်ရှိရှိမင်းရအရှင်မင်းကြီးလို့ မိဘုံကြီးရှိပါသေးတယ်ခနဲ့ပုံဆုံးယူအကုန်ပြီးတကလားမိရနုံနုံမှုတ်ကြတာမဟုတ်ဘူးအရှင်မင်းကြီးကတော့မိဘုံကြီးရှိပါလေရက်ကနဲ့ပုံဆုံးယူအကုန်ပြီးတော့မိမှုတ်တဲ့လူနဲ့တူတဲ့အကြောင်းပြောချင်တယ်မဟာရာဇမြတ်တော်မင်းကြီးတွန်ပနအသိမင်းကြီးကတော့အကိမိတတိမိဘုံကြီးရှိပါသေးရဲ့ခေသောပဏကံပုံဆုံးယူောဓမ္မတော်ဝိယာမိရနုံနုံကျူးစာ၍မှုတ်တော်သူကဲ့သို့၎င်းရှင်မင်းကြီး မိရှိရနဲ့ဘိုးဆုံးညူဘသွားပြီးမျက်ချောက်တွေတင်ပြီးတော့မိရအောင်ကုန်ပြီးမှုတ်တဲ့လူနဲ့လဲတူတဲ့တူလာရတတိတူလံသတ္တေတဝါတိနာတူလျံတော်ဝိယတူလံမိမိမှာရှိတဲ့ချိန်ကုန်ကိုသတ္တေတဝါဆွံပဲ၍ဟတ်ထေနလက်ဖြင့်တူလျံတော်ဝိယမန္တချိန်စားတော်သူကဲ့သို့၎င်းကို့မှာချိန်ဝင်ကြီးရှိပါရက်ကနဲ့ချိန်ဝင်နဲ့မချိန်မဲနဲ့လက်နဲ့မှတ်ပြီးတဲ့ကာလား ငါကြသားရှိတယ်30သားရှိလောက်ဤအစိတ်သားရှိလောက်ဤ90သားရှိလောက်ဤထိုးထိုးဤဤမသေးမချာနဲ့လက်နဲ့မှန်းပြီးချိန်နေတဲ့လူနဲ့လဲတူတယ်သူ့ကိုပြောနေသူလံသန္တေတဝါဒေနတုလျံတော်ဝိယသချိန်ကုန်ကိုပယ်ရှားပြီးတကားလားမိမိလက်ဖြင့်ချိန်တော်သူကဲ့သို့၎င်း သေနကရယောသေနကအစရှိတဲ့လူတို့ကိုပုပ္ပတိမေးမြန်းတော်မူပြီးချိန်ခွင်ရှိရတဲ့ချိန်ခွင်ဖယ်ပြီးတဲ့ကာလလက်ဖြင့်ချိန်ကလေးအင်းမီးဘုံကြီးရှိပါရဲ့ကနဲ့ပို့ဆောင်ယူသွားပြီးတော့မီးရအောင်မုတ်တဲ့လူလုံးခီရင်နဲ့လူကြီးချင်းအထေအလိုသီးသာတိဖြစ်ပါလျက်ဝိသနာတော်နွားရဲ့ကျုံမဒူဟန်တော်ဝိယာအစနုညစ်တော်သူကဲ့သို့လည်းကောင်းတင်ကံတရောတင်ကအစရှိတော့ ပို့ဆုံးညူးနဲ့တူတဲ့လူတွေလွတ်နဲ့တူတဲ့လူတွေယူနဲ့တူတဲ့လူတွေကိုပိဋ္ဌတိမင်းမြတ်နဲ့မိသားစုဣတိကိစ္စနံတိဣတိဣတိနကအသရှိတဲ့ကုသိုလ်ဒီကိဉ္ပါကိုသံသံတိကိကြလိမ့်မည်နီဒုက္ခမိန်ခေါ်ပြီးတော့ပညာရှိရောင်ကြီးလေးရဘာသိမှလဲအရှင်မင်းကြီးခေသောပဏကတတိကာဟေတိဟိမန် ဣတိဤပိဏကအဆရှိတဲ့လေးယောက်သားတို့သည်ခေသောပဏကသတိသာပူဆုံးယူနေသူကြကုန်အဂိခန္ဓာသတိသောမဟောသရောပညာရသနတိမဟောသရောမဟောသရာဒုက္ခမိမိအဂိခန္ဓာသတိသောမိဘုံကြီးနဲ့တူသည်ဖြစ်၍ပညာရာမိမိရဲ့ပညာရောင်ဖြင့်ဇလတိတပြောင်းပြောင်းတောက်ပါ၍နေပါသည်ဤမေတ္တိအာကသင်တ္တသည် တံဘကောသပိတဝပု္ပ္ပာတံသူမောဒရသူကမိန်ကိုဘကောသပိတဝအမြန်ခေါ်စီ၍ပု္ပ္ပာမင်းများပါလေဣမေပင်ကြီးဤပြဒနာတို့ကိုအကထင်တတ်တမဖြေဆိုနိုင်သောဒေသူဤဇီဝိတောင်းအပ်သည်နတ်တိနတ်ပံတော့ရှိတော့မည်မဟုတ်ချေလို့မဟောမြန်မြန်ခေါ်ပြီးတော့အဖြေခိုင်းဒီပြဒနာတွေရဲ့အဖြေကိုသင်သိမသိဘူးပါဆိုလို့ရှိရင်နတ်ပံသိအသက်ရှိတော့မယ်မဟုတ်ဘူးလို့ နတ်သမီးကကိုထင်ပြကျင်းဝပြီးတော့ပျောက်ပျောက်ပြီးဝိတရရဲ့မင်းတော့ဘယ်နဲ့လောက်ပြီးတော့သူလက်ရှိအမတ်ကြီးလေးအောင်လည်းအပြေမထွက်တော့နတ်နဲ့မိုးလင်းပါလေသူတော့မိုးမြန်မြန်လင်းပါမိုးလင်းမခေါ်တော့ဒေနကတို့ပုဂ္ဂုသကာမိနဒေဝိနတို့မခေါ်တော့မင်းချင်းအမတ်လေးယောက်ခေါ်ပြီးတော့တန္တာဒုံမီသတ္တရောသတ္တုရတေတုတတဝ သတုယိနဂရသာရိနေကမေတဝယတ္ထမမဗုဒ္ဓံမဟောတရပန္နိတံပတ္ထကတိဝိသတကရံကတဝခိပံအာနိတာတာတမောင်တို့သတ္တရောလေးရကုံတော်ဒုံမေအမောင်တို့သည်သတုတုရတေတုယထလေးစီတို့၌တတဝကိုစီကိုငါစီကြတီကြ၍မောင်တို့တကူကိုယထတစီတကူယထတစီစီမောင်တို့လေးရယထတစီစီစီပြီးတော့ သတူဤနဂရသွားရည်ရွှေမြို့တော်လေးတကားတို့မှနေကမိတ်တော်ထွက်ကြ၍တယောက်ကရှိတကားတယောက်ကအနောက်တကားတယောက်ကတောင်တကားတယောက်ကမြောက်တကားတကားလေးမျက်နာကလေးဥသာကိုစီကိုငါထွက်သွားပြီးတဲ့ကားကယန္တာချင်းရနိုင်မှမဗုဒ္ဓံသာဤသာတော်ဖြစ်သောမဟောတရပဏိတံမဟောတရသူကမင်ကိုပန္တတမြညာကုန်၏ဓာတိဝထုငါသာတော်ကိုမြင်တဲ့နေရာမှာပင်လင်းအတ္တထုငါသာတော်မဟောတရသူကမင်အား သက္ကာရံပူဇော်သက္ကာရမှုကိုကတ္တဝါပြု၍ခိတ်ပံလင်းမြန်စွာအာနိထခေါ်ဆောင်ခဲ့ကြကုန်ယထာတသိတသိလည်းငွေတထောင်တထောင်တင်ပြီးတော့ပေးလိုက်ငါသာတော်မဟောတွေ့တဲ့နေရာမှာပဲမြန်မြန်ဟောဒီအတပြားတထောင်နဲ့ပူဇော်ပြီးတော့မင်းတို့မြန်မြန်ခေါ်ခဲ့ကြလွတ်လိုက်